မင်္ဂလာပါရှင်ဘာမကိတိတရင်ဌာနကနေဒီဇင်ဘာလ9ရက်နေ့စစ်ဝင်စားဖွဲ့ထိတ်တန့်ရောက်တဲ့တရင်များကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရှိုင်သမရမြေခံမြေဆွေဤသမတ်တာယာမြေဆွေမှာဩစတြေးလျနိုင်ငံသားကိုဆွတ်လွတ်ပြီးနောက်မြန်မာနိုင်ငံသားမှတ်ပုံတင်အများအပြားကန့်ဆောင်ထားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်ရှိုင်သမရမြေခံမြေဆွေဤသမတ်တာယာမြေဆွေမှာဩစတြေးလျနိုင်ငံသားကိုဆွတ်လွတ်ပြီးနောက်မြန်မာနိုင်ငံသားမှတ်ပုံတင်အများအပြားခိုင်ဆောင်ထားကြောင်း ြင်းဆွေမိသားစုနှင့်ရင်းနှီးကျွမ်းဝင်သောတရင်ကြီးမြက်ကပြောဆိုပါရယ်။ယာယီတမရအမိခံမြင်းဆွေတွင်တမီခင်သက်သားဆွေနှင့်သာကျော်ဖုံးမြင့်တို့နှစ်ဦးရှိပြီးတမီဖြစ်သူခင်သက်သားဆွေမှာတာယာမြင့်ဆွေနှင့်အိမ်ဆောင်ကြခဲ့ကြောင်းမူလကတာယာမြင့်ဆွေမှာဩစတြေးလျနိုင်ငံသားခံယူထားသူဖြစ်ပြီးမြင့်ဆွေဒုတိယတမရအဖြစ်တာဝန်ထမ်းဆောင်ရန်အတွက်တာယာမြင့်ဆွေကဩစတြေးလျနိုင်ငံသားကိုဆွံ့လွှတ်ပြီးမြန်မာနိုင်ငံသားခံယူခဲ့ရကြောင်း မြန်မာနိုင်ငံသားခံယူပြီးနောက်တာယာမြင့်စွေမှာမှတ်ပုံတင်နှစ်ခုထပ်မနေကန့်ဆောင်ထားကြောင်းသိရပါတယ်။ရှိုင်သမရအမိခံမြင့်စွေဤသမတ်ကတာယာမြင့်စွေအမိဖြစ်စနစ်မြင့်ဆောင်တမနာနိုင်ဒါမွေမျိုးနယ်မှတ်ပုံတင်အမှတ်ကို၎င်းတရားမြင့်ဆွေအမည်ဖြင့်စနစ်မြင့်ဆောင်ဘာဟာနာနိုင်ဗဟန်မျိုးနယ်မှတ်ပုံတင်အမှတ်ကို၎င်းခိုင်ဆောင်ထားကြောင်းသိရပါတယ်။တရားမြင့်ဆွေအမည်နဲ့မှတ်ပုံတင်တစ်ခုနောက်ပြီးတော့တရားမြင့်ဆွေအမည်နဲ့နောက်ထပ်မှတ်ပုံတင်တစ်ခု နောက်ထပ်လည်းမှတ်ပုံတင်တွေအများကြီးရှိနိုင်သေးတယ်။အဓိကကတော့ဖိုးချုပ်အတိုင်းဝိုင်းကစီးပွားရေးတက်ခတ်ပိတ်ဆို့မှုတွေကိုရှောင်ရှားတဲ့အခါမှာနာမည်ကိုနည်းနည်းကွဲလွဲအောင်လုပ်တာမှတ်ပုံတင်တဲ့ဘက်ကိုပြောင်းပြစ်တာတွေလုပ်တယ်ဟုသတင်းဌာနကရှင်းပြပါတယ်။ရှမနီယာယီတမရအမိခံမြင့်ဆွေဤမိမဖြစ်သူခင်သက်ထေကတမတ်တာယာမြင့်ဆွေကမန္တလေးမြို့မဟာအောင်မြေမြို့နယ်ရှိယာယီတမရအမိခံမြင့်ဆွေဤအမိပေါ့မြေကွက်ကိုရောင်းစားသွားသည့်အတွက်အရေးယူမည်ဖြစ်ကြောင်းရှမနီစစ်တပ်၏ဝါဒဖြန့်သတင်းစာများတွင်ထုတ်ပြန်ကြေညာခဲ့ပါသည် မန္တလေးမြို့မဟာအောင်မြင်မြို့နယ်အကွက်အမှန်မ59ဦးပိုင်အမှန်31ဧရိယာ0တက်တမ1102ကျေဝန်းသောယာယီသမရအမိခံမြင့်ဆွေအမိပေါင်းရေကွက်ကိုသမတ်ဖြစ်သူတာယာမြင့်ဆွေကရေကတန်းတတန်တိုးဆောင်ရွက်ရန်ကိုစလေလွှဲစာနှစ်ဆောင်ကိုမြင့်ဆွေမိသားစုကပေးအပ်ခဲ့ကြောင်းသူရတွင်သမတ်ဖြစ်သူကကိုစလေလွှဲစာနှစ်ဆောင်ကိုအသုံးပြု၍မြင့်ဆွေမိမခင်သက်ထင်းတာဖြစ်သူဖိုးကြီးကျော်ဖုံးမြင့်ငိမ့်တို့မတိအောင်မြေကွက်ကိုခရံတတန်းမတိုးပဲရောင်းချခဲ့ကြောင်း ထို့ကြောင့်တာယာမျက်စွေနှင့်အပေါင်းပါများခုနှစ်ရက်အတွင်းလာရောက်ဖြည့်ရှင်းရန်နှင့်မဖြည့်ရှင်းဘဲတိတ်ရှောင်နေလျင်တီစဲဥပဒေအရအေးအေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာထားပါသည်။ NLD အစိုးရကိုအာဏာလွှဲပြောင်းမဲ့2016ခုနှစ်မှာမြင်းစွေကရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြစ်နေတဲ့အချိန်အာဏာမလွှဲခင်ညမှာအခုတည်သွားတဲ့မြင်းစွေရဲ့တမတ်တာယာမြင်းစွေတို့ပေါင်းပြီးရေကွက်တွေကိုအမိဖောက်တဲ့ တမတ်တာယာမြင့်ဆွေအမည်နဲ့လွှဲခဲ့တာတွေအများကြီးပဲအခုမြင့်ဆွေတေမသူမိမကရေခွက်တွေကိုလိုချင်လို့အမှုအခင်းဖြစ်ကြတာရန်ကုန်မန္တလေးအမြန်လန်းထိပ်က PT Power C ဆိုင်၄ AK ကိုလင်းမြေအဖြစ်ကနေအချားမြေအသုံးပြုခွင့်အမည်ပေါပေးခဲ့တယ်။နောက်ပြီးအလုံးရန်ကုန်တိုင်းယုံမြေတွေကိုလည်းရောင်းစားခဲ့တယ်။အာနာမလွဲခွေညတညာလုံးမအိပ်ဖဲရေခွက်တွေကိုမြင့်ဆွေနဲ့တမတ်အမည်ဖောက်ပြီးယူခဲ့ကြတာဟုသတင်းဌာနကပြောပါရယ်။ရိုက်သမရအမိကံမြင့်ဆွေယခုနှစ်ဩဂုတ်လ9ရက်တွင်တည်ဆုံသွားခဲ့ခြင်းဖြစ်ပါရယ်။ ဆက်လက်ပြီးစေအုပ်စုရွေးကောက်ပွဲအလွန်စေအုပ်စုသည်ရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်မှစ၍3ချိန်ခွဲလုပ်ဖို့အစီအစဉ်ထားပြီးဖြစ်ပါတယ်ဒေသပေါက်ထွက်ပေါ်လာမယ့်အချက်နှစ်ချက်ဒီက၎င်းတို့ဤလက်ဝေခံပါတီအနိုင်ရရှိလာမည်နှင့်အမျိုးသားညီညွတ်ရေးအစိုးရမှေးမှိန်သွားတော်မည်ဆိုသည့်ပြင်ဖြစ်သည်ဟုဩစတြေးလျမေဘုံတက္ကသိုလ်မှသုတေသီနီကိုလတ်ကော့ပေက The Conservative စာဆောင်တွင်ရေးသားထားပါသည် အာနာသိမိ9နှစ်တာကာလအတွင်းစစ်တပ်သည်ပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့များတိုင်းဒါလက်နက်ကိုင်အဖွဲ့များနှင့်တိုက်ခိုက်ရင်ပြည်တွင်းစစ်မှုကြီးတဟုန်ဟုန်တောက်လောင်လာခဲ့ရပါသည်။စေအုပ်စုသည်အစိုးရ၏မောင်းတပ်များကိုစုခိုင်ထားနိုင်ခဲ့ပြီးမျိုးကြီးများကိုထိန်းချုပ်ထားနိုင်ခဲ့သည်။တိုက်လေရင်များလက်နက်ကြီးများနှင့်ချုံများဖြင့်ရက်ဆက်ကြမ်းကြုတ်စွာတိုက်ခိုက်လေဒေါ်လာရေးကိုနှိမ်နင်းနိုင်ခဲ့ခြင်းမရှိပေ ဒေါ်လာရေးတက်များသည့်နေမည်အမြောက်များကိုသိမ်းပိုက်ထားနိုင်ခဲ့ပြီးရွေးကောက်ပွဲအားမင်းဆန္ဒနေမည်330တွင်284နေမည်တွင်သာလုံနိုင်သည့်အနေထားဆက်ရောက်သွားခဲ့သည်။ပြည်တွင်းပြည်ပတွင်တော့၎င်းတို့ရွေးကောက်ပွဲအားအလိမ်ညာလောက်ရတာသဘောထားနေကြသည်။ထို့အတွက်ဆိုရှယ်မီဒီယာတွင်ဝေဖန်ပြောဆိုသူများကိုပါမကြံဒိန်ကြုံဖန်စီထောင်ချသည့်အထိလှုပ်လာခဲ့သည်စေအုပ်စုသည်၎င်းတို့ယခုတိမရရှိပင်ဖြစ်နေသောတရားဝင်အုပ်ချုပ်ပိုင်ခွင့်ရလာပြီဆိုသည်ကိုပြသနိုင်ရန်လုံပန်းနေခြင်းဖြစ်သည် နိုင်ငံကဒီမိုကရေစီစံနှုန်းများကိုလိုက်နာဟန်ဆောင်ခြင်းဖြင့်ပုံမှန်အခြေအနေရောက်ပြီဟုထင်မြင်လာစေရန်အာဏာကိုစူးစီးရန်နိုင်ငံကနှင့်ပုံမှုထိတွေ့ဆက်ဆံနိုင်ရန်တကာဖွဲ့မှုမျှော်လင့်နေပြီးတစ်ချိန်တည်းမှာပဲရှင်းဆွဲအခြေအနေကိုထိန်းသိမ်းထားရန်ရည်ရွယ်နေသည်အမျိုးသားညီညွတ်ရေးအစိုးရနှင့်တော်လှန်ရေးကိုထောက်ခံနေသူများကရွေးကောက်ပွဲကိုရှုံချရန်စောင့်ကြည့်လေ့လာသူများစီလိုခြင်းမပြုရန်တောင်းဆိုလာကြသည်အာဆီယံကလည်းရွေးကောက်ပွဲမလုပ်မီအကြမ်းဖက်မှုများရပ်ဆိုင်ပြီးနိုင်ငံရေးအရဆွေးနွေးပွဲများအရင်လုပ်ဖို့ပြောနေပြီးရွေးကောက်ပွဲအားလေ့လာသူများစီလိုဖို့ ်ဆေအိုစု၏တောင်းဆိုမှုကိုလည်းညှင်းဆန့်ခဲ့ကြသည်၎င်းတို့အကောင်ဆုံးမျှော်လင့်နိုင်သည်ကအာဆီယံထဲမှတနိုင်ငံနှစ်နိုင်ငံလောက်မှဘီလာရုရုရှားတို့နှင့်အတူလိလသူများဆင်လွတ်လာနိုင်သည်ဆိုသည့်ပင်ဖြစ်သည်သို့သော လာမီမျှော်လင့်ထားသောထိုင်းကပင် လေတံပြောင်းလာပြီးဒီပုံတန်အတိုင်းဆိုရွေးကောက်ပွဲအပြီးအရင်အတိုင်းပြန်ဆက်ဆံဖို့ခက်ခဲနေပြီဟုပြောလာခဲ့သည်တရုတ်သည်ရွေးကောက်ပွဲကိုထောက်ခံနေတော်လေလိလဆောင်ကြည့်သူများဆင်လွတ်ရန်လူသိရှင်ကြပြောဆိုခြင်းမျိုးမရှိသေးပေ စေအုစုသည်အနောက်တိုင်း၏ပိတ်ဆို့တံခတ်မှုကိုအရေးမထားတော့၎င်းတို့အဖို့ကဒေတာရင်းနိုင်ငံများအတိမတ်ပြုလာဖို့သာပို၍အရေးကြီးသည်ဟုခန့်ယူထားသည်အင်းဒီချင်းနိုင်ငံများဘက်ကလည်း၎င်းတို့ရှိနေပါကနေဆက်ဒေတာများတွင်မတိမငြိမ်ဖြစ်လာခြင်းလူများထွက်ပြေးခုံလွတ်လာခြင်းစီးမဲ့ကမ်းမဲ့တပ်ထုများတူးဖော်နေခြင်းကြောင့်ရေချောင်းများတဘာဝပတ်ဝန်းကျင်ညဉ့်ဉန်းလာနေခြင်းများဝူရစေဝါများစီးမျောလာနေခြင်းဝင်လင်ခိုင်းများမှုလို့ပေါက်လာနေခြင်းတို့အတွက်စိုးရိမ်ပူပန်လာကြသည် ၎င်းတို့နိုင်ငံသားများလည်းထိုပြဿနာကိုဖြေရှင်းပေးစေခြင်းကြား၍ရွေးကောက်ပွဲပြီးကအစိုးရများသည်လည်းဆေးဥစုနှင့်ဆက်ဆံဖို့စင်ကြေးပေးစရာမလိုအောင်ဖြစ်သွားသည်။ရှက်ကူအချိန်တွင်တော့ဖြူပြင်းပြောင်းလဲလာဖို့ကထင်းရောက်ထင်းမားပင်ဖြစ်စရာမရှိတော့အိန္ဒိယများသည်လည်း၎င်းတို့နိုင်ငံအကျိုးအတွက်ထိုကဲ့သို့သောလူမျိုးများနှင့်ပြည်လေအောင်ဆက်ဆံရခေါင်းလှဆိုသည့်အပြောအဆိုဆွဆွဲမှုများကိုအလွယ်တကူကြော်လွှားနိုင်တော်မူဖြစ်သည်။အရှိတောင်အာရှတွင်အာနာရှင်ရွေးကောက်ပွဲအာနာရှင်အစိုးရတို့ဆိုသည်ကအထူးအဆက်လည်းမဟုတ်ပင် ယခုလာမယ့်ရွေးကောက်ပွဲကို2010အတိုင်းထွက်လာမည်ဟုယူဆကမှားသွားပေလိမ့်မည်။2010ရွေးကောက်ပွဲသည်2008ဖွဲ့စည်းပုံဖြင့်ပြုပြင်ပြောင်းလဲရေးများလုပ်ရန်တာဝန်ယူထားသည့်စစ်ဘုတ်ချုပ်များဦးဆောင်သောအုပ်ချုပ်ရေးအဖွဲ့ပေါ်ထွက်လာခဲ့ပြီးယခုရွေးကောက်ပွဲဖြင့်အရက်ဖတ်သို့မဟုတ်ပါလီမန်အုပ်ချုပ်ရေးသို့အသွင်ကူးပြောင်းလာစရာအကြောင်းမရှိ။မြောင်လိုင်းကလည်း၎င်း၏ထွက်ပေါက်အဖြစ်အသုံးချလာမည်လည်းမဟုတ်။၎င်း၏လုံခြုံရေးအတွက်အုပ်ချုပ်ရေးရန်နေရများကိုဆက်၍အသုံးချသွားမည်သာ ဖြစ်သည်။ရွှေကောက်ပွဲသည်အတုရောင်သာဖြစ်တော်လေ ရင်းကိုအုံချ၍စစ်တပ်အတွင်လူအပြောင်းလဲလုပ်မည်ကတည်ချာနေပြီသည်။မေအောင်လိုင်ကတမရဖြစ်လာဖို့ကတန်တရားရှိစရာမလိုသူစကားနားထောင်မိလူကိုကာကြုပ်အဖြစ်ရွေးချယ်ခံထားခဲ့မိတာဖြစ်သည်။လွတ်တော်သည်လေအစိတ်သားများနှင့်၎င်းတို့လက်ဝေကံပါတီမှကိုယ်စားလှယ်များနှင့်ပြည့်နေနေပြီသာဖြစ်သည်။ စီအုပ်စုသည်၎င်းတို့ရှင်သန်ရက်တည်းအတွက်၃နေရသောအကြံဖတ်မှုနှင့်အကြောက်တရားဖြစ်ပေါ်ရေးကိရိယာများကိုရွေးကောက်ပွဲပြီးလျင်ပြီးခြင်းတော့အပြောင်းလဲလုပ်မည်မဟုတ်ပေလက်ရှိတွင်ရိုးရင်းပြက်စီးနေသောဖွဲ့စည်းပုံအရာကာကြုပ်ဖြစ်သောမင်းအောင်လိုင်းသည်သမရကိုပင်တာဝန်ခံစရာမလိုပေမင်းအောင်လိုင်းရွေးပြီးထားခဲ့သောပုံကိုဒီလေတချိန်တွင်သူသဘောနှင့်သူဆုံးဖြတ်လာနိုင်တော့မည်ဖြစ်ပြီးပရိပခအဆုံးတည်းရဲ့အတွက်ဆွေးနွေးလာဖို့ရှိသည်ရွေးကောက်ပွဲများသည်အာနာအချုပ်ခွဲဝေပေးနိုင်မှုစီဥတီနိုင်ခြေရှိလာသည် လောလောဆယ်တွင်တော့ဖြစ်လာမည်အလားအလာမရှိသေးတော့လေရွှေကောက်ပွဲသည်ရှည်ရင်ဆွဲအခြေအနေဆိုလိုသည်မှာရက်ဆက်ကြမ်းကြုတ်သောစေအာနာရှင်စနစ်နှင့်မယံမနာပဲအင်အားချိနဲ့အောင်တိုက်သည့်စစ်ပွဲဆက်လက်တည်ရှိနေခြင်းထက်ဖြစ်နိုင်ခြင်းနေပါတော့လေပိုကောင်းလာနိုင်သည်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရွှေကောက်ပွဲဖြစ်လာလိမ့်မည်ဆေအိုစုအားဒေတာအတွင်းနိုင်ငံများကပို၍ပတ်သက်လာလိမ့်မည်ဆိုသည့်အစစ်အမှန်သဘောကိုကင်တွယ်ဆောင်ရွက်သွားဖို့လိုနေသည်ထို့သောမဟုတ်ကနောက်တန်းရောက်သွားနိုင်ပေသည်ပြည်သူတို့ဤတရားသောစစ်မုတ်ချအောင်ရမည် ဆက်လက်ပြီးဒေါက်တာတေစာစန်းတို့ဆန္ဒပြတာကိုအားပေးလို့ဆိုပြီးမန္တလေးမှာဈေးဆိုင်တွေကိုစစ်အုပ်စုဖျက်ဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ရေဦးဒေါ်လန်ရေတပိတ်ခေါင်းဆောင်တွေဆန္ဒပြတာကိုအားပေးထောက်ခံလို့ဆိုပြီးမန္တလေးဈေးကြိုအနီးကဈေးဆိုင်တွေကိုစစ်အုပ်စုကမနေ့ဒီဇင်ဘာ၄ရက်ညပိုင်းမှာဖျက်ဆီးဖြစ်ပါတယ်။ဒီဇင်ဘာ၃ရက်မနက်ပိုင်းမှာတပိတ်ခေါင်းဆောင်ဒေါက်တာတေစာစန်းဦးဆောင်ပြီးဆန္ဒပြပြီးနောက် နောက်တစ်ရက်မှပဲစေအုပ်စုကဆန္ဒပြခဲ့တဲ့နေရာတဝိုက်ကဈေးဆိုင်တွေကိုဖျက်ဆီးလိုက်တာဖြစ်ပြီးစစ်တပ်ဝါရဖြန့် Telegram Channel တွေကတပ်ပုံတွေနဲ့ဖြန့်ဝေလာပါတယ်။ဆန္ဒပြခဲ့တဲ့လမ်းဘေးဝဲရကဈေးဆိုင်50ခန်းကလူအင်အား200ကျော်သုံးပြီးညပိုင်းမှာဖျက်ဆီးဖယ်ရှားခဲ့တာပါ။ဝါရဖြတ် Telegram Channel တွေကဖြန့်ဝေတဲ့ဓာတ်ပုံတွေမှာ uniform အပြာဝတ်ဖြူစောထီးတွေရဲနဲ့စီပင်ပါဝင်တာတွေ့ရပါတယ် မန္တလေးတိုင်းပြည်ဦးတွင်ကစစ်တပ်ကတို့ចောင်းစင်းပွဲတွေကိုတက်ရောက်ဖို့စေကောင်းဆောင်ရောက်နေချိန်လုံခြုံရေးအထူးတင်းကျပ်ထားတဲ့မန္တလေးမြို့မှာတပိတ်ကောင်းဆောင်ဒေါက်တာတီစာဆန်ကိုနန်းလင်းနဲ့ကိုခန့်ဝေဖြူတို့ကစစ်ကောင်စီရွေးကောက်ပွဲကိုစန့်ကျင်ဖို့ဆန္ဒပြခဲ့ကြတာပါပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလအတွင်းကလည်းရန်ကုန်တိုင်းမြောက်တုံမြို့နယ်40ဈေးမှာလူလူတပိတ်ဖို့ဆောင်လို့ဆိုပြီးလမ်းဘေးဈေးဆိုင်တွေကိုစစ်အုပ်စုကဖျက်ဆီးခဲ့တာမျိုးလုပ်ခဲ့ပါတယ်